ချောင်းနေရလဲပြန်ဖွင့်တော့မယ်ဆိုတော့နွေရီ3လမှာစုခဲ့တဲ့မုံဘိုးလေးရင်နဲ့ဟော်ဒီကလီဂျန်စကင်တကောင်ကိုဘလို့ထားကြကြနဲ့တာမန်ထက်နှစားတက်တာပြီးတော့ free counseling လုပ်ရမလဲဆိုတာပြောပြပေးပါမယ်။ကဲအားလုံးပဲမိင်္ဂလာပါကျွန်တော်ခူရာပါ။ဒီကနေ့ video လေးမှာတော့ချောင်းနေရလဲပြန်ဖွင့်တော့မယ်ဆိုတော့ကနွေရီ3လမှာကျွန်တော်တို့စုခဲ့တဲ့မုံဘိုးလေးရင်နဲ့ဟော်ဒီကလီဂျန်စကင်တကောင်ဘလို့မျိုးလက်လက်ငါကုန်ဆင်းပါမလဲဆိုတာလေးကိုပြောပြပေးပါမယ်။ကျွန်တော်အနေနဲ့က VPN နဲ့ခမ်းမယ်ညာ VPN နဲ့ခမ်းမယ်ဆိုပြီးတော့ပြောပြမှာမဟုတ် ဘဲနဲ့ရိုးရိုးတက်တာ official only ပဲဘယ်လို draw ရမလဲဆိုတာလေးကိုပြပြပြီးမှပါအားလုံးသိကြတဲ့အတိုင်းပဲအခုချိန်မှာ diamond ဈေးရတော်လေးဈေးကြီးနေပြီးတော့မှကျွန်တော်တို့လို pk တမားလေးတွေရတော့ legend skin တကောင်ရဖို့ဆိုတာအိမ်မက်ဖြစ်နေတော့မှအဲ့ဒီအတွက်ကျွန်တော်နဲ့ဘွားတူတွေကိုဒီ video လေးမှာ legend skin တကောင်ဘယ်လို project ကဂုံစင်းမလဲဆိုတာလေးကိုပြပြပြီးမှပါအဲ့ဒီအတွက် video လေးကိုအရင်ဆက်လိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့အနေနဲ့ legend skin ဖောက်ဖို့ဆိုရင်တော့ဖောက်မဲ့နေရာ shop ထဲဝင်ပြီးတော့တွေ့ကြည့်ရပါမယ်ဒီမှာဆိုရင် brown mini နေရာအတိုင်းပဲ legend skin တကောင်ရဖို့ဆိုရင်တော့သူပေးထားတဲ့အနည်းအောင် item လေးခုနေရာပြီးမှရမှာပါအဲ့ဒီလိုမျိုးခုနေရာပြီးဖို့ ွက်ဆိုရင်တော့ကျွန်တော်အနေနဲ့က diamond တွေတုံးပြီးတော့ဖောက်ကြရတယ်ပေါ့ဗျာဒါပေမဲ့ကို့လိုအနေနဲ့က diamond ကြီးတန်းဖောက်မယ်ဆိုရင်တော့ legend skin ကောင်ရဖို့အတွက် diamond စုစုပေါင်း၈၀၀၀တောင်ပုံပါပါ၈၀၀၀ဆိုတာကအတိအကျပြောရမဟုတ်တဲ့အတွက်ကြောင့်မလို့ကံကောင်းရင်အအောက်နဲ့မှဖြစ်ပြီးတော့ကံမကောင်းရင်တော့အထက်ပိုများများကုန်နိုင်တယ်အဒီအတွက်ကို့လိုအနေနဲ့က draw နေရာမှာနီလန်းတစ်ခုရှိပါတယ်ပထမတနီကတော့ diamond တန်း draw ပြီးတော့မှနောက်တနီကတော့မြင်တဲ့အတိုင်းပဲ crystal လေးနဲ့ draw ရတဲ့ပုံစံမျိုးပါတော်တော်များများတတိမထားမိကြတာက crystal နဲ့ draw မယ်ဆိုရင်တော့ကို့လိုအနေနဲ့က diamond ထက်နှစ်ဆတက်တာမှဖြစ်ပါတယ်ဒီမှာဆိုရင်အားလုံးမြင်နေရတဲ့အတိုင်းပဲ one draw ကို့လိုအနေနဲ့ ည်းက Crystal အခု60ကုန်ကျမှာဖြစ်ပြီးတော့ Fight Draw ကို290ကုန်ကျမှာဖြစ်ပါတယ် Diamond အနည်းကလည်း Kulu ရောမြင်နေရတဲ့အတိုင်းပဲ One Draw ကို60ကုန်ကျမှာဖြစ်ပြီးတော့ Fight Draw ကို290ကုန်မှာပါအားရောင်အဲ့ဒါဆိုရင်ကုန်ကျတာချင်းတူတူပဲလေလို့ပြောနေမယ်ဆရာကြီးကို Join နေတဲ့ဘလို့ qual လဲဆိုတာရှင်းပြပေးပါမယ်အရင်ဆုံး Crystal နဲ့ Powder ကဘာလို့တက်တာလဲဆိုတာကိုရှင်းပြဖို့အတွက်ဆိုရင်တော့ကျွန်တော်အနည်းက Crystal Blue ဆူတာလဲဆိုတာလေးကိုပြပြပေးပါမယ် Crystal လေးဆူဖို့အတွက်ဆိုရင်တော့ Hoddy က Brown မြင်နေရတဲ့အတိုင်းပဲ Crystal Box လေးတွေကိုဖောက်ရပါတယ် Crystal Box မှာက2မျိုးရှိပြီးတော့တစ်ခုကတော့ Mandalay Box ဖြစ် ်ပြီးတော့တခုကတော့ daily box ဖြစ်ပါတယ်ကျွန်တော်အနေနဲ့အရင်ဆုံး monthly box ကိုရှင်းပြပေးပါမယ်ဒီမှာဆိုရင်အားလုံးမြင်နေရတဲ့အတိုင်းပဲတစ်ခါဖောက်ရင် diamond 69လို့ကုန်ကြမှာဖြစ်ပြီးတော့အနည်းဆုံး crystal အခု120ကိုရပါတယ်အများဆုံးကတော့200ဖြစ်ပြီးတော့တခုကို20ကျော်တော့ဖြစ်ပါတယ်ဒါက monthly box ဖြစ်တာနဲ့အတူတူ ဲတလားမှတစ်ခါလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ခုလိုအနေနဲ့ကတစ်ခါဖောက်ပြီးသွားဆိုလို့ရှိရင်နောက်တလားထပ်ဆောင်ရပါတယ်အဒီအတွက်ကျွန်တော်အနေနဲ့ကဘာမှစိတ်ပူစရာမလိုဘဲနဲ့ daily box ဆိုတဲ့ box လေးတစ်ခုရှိပါသေးတယ်ဒီ box လေးကဆိုရင်တော့တစ်ခါဖောက်ရင် diamond set လုံးကုန်ကြမှာဖြစ်ပြီးတော့အနည်းဆုံး crystal set ခုရပါတယ်ဒါကတော့ daily box ဖြစ်တဲ့အကြောင်းမလို့ခုလိုအနေနဲ့ကကြိုက်တဲ့အချိန်ဖောက်လို့ရပါတယ်ဒါက crystal နဲ့ဖောက်တဲ့နီးဖြစ်ပြီးတော့မှနောက်တနည်းအနေနဲ့ကခုလိုအနေနဲ့ magic potion ဆိုတဲ့ potion လေးနဲ့ဖောက်တဲ့နီးတနည်းရှိပါသေးတယ်အဲ့ဒါကိုတော့ကြောင်းနေ video အစောမှပြပြပေးပါမယ်ကဲဆိုတော့ကျွန်တော်အနေနဲ့ကနှစားတက် တာတယ်ဆိုတာဘာကိုပြောရလဲဆိုတာလေးရှင်းပြပြရမယ်အားလုံးကြည့်ကြတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ diamond titan ဖောက်မယ်ဆိုရင်တော့ 1h drug ကို diamond လုံး60ကုန်ကြမှာဖြစ်ပေတော့ညာလဲပဲ crystal နဲ့ဖောက်ဖို့အတွက် crystal စုတဲ့နေရာမှာ diamond 99လုံးတုံးလိုက်တာနဲ့အနည်းဆုံးက crystal အခု120တောင်ရမှာပါအဲ့ဒီအတွက်ကိုလိုအနေနဲ့က diamond titan ဖောက်မယ်ဆိုလို့ရှိရင်တော့ 2h drug ကို diamond အလုံး120ကုန်ကြမှာဖြစ်ပေမဲ့ crystal နဲ့ဖောက်မယ်ဆိုရင်တော့ 2h drug ကို diamond 99လုံးပဲကုန်ကြမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့က crystal နဲ့ဖောက်တာကပိုပြီးတက်တာလို့ပြောတာပါဒါပေမဲ့တာမန်အဖြစ်တော့ crystal နဲ့ဖောက်တယ်ဆိုရင်လည်းခုလိုအနေနဲ့က 1H draw မဖောက်ဘဲနဲ့ 5H draw ကို crystal အများကြီးရမှာလင်ဖောက်မှသူပေးထားတဲ့ item လေးတွေကိုရနိုင်ချေများတာပါကဲဆိုတော့အနေနဲ့များတော့ကျွန်တော်ရှင်းပြတာကိုခုလိုအနေနဲ့နားလည်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်အနေနဲ့ potion နဲ့ဘလို့ဖောက်လဲဆိုတော့ပြပြပေးမယ် magic potion ဆိုတာကခုလိုလိုအားလုံးဘေးနားမှာမြင်နေရတဲ့အတိုင်းပဲဟိုဘပေါ်က save link လေးကိုပြောတာပါအဲ့ဒီ save link တစ်ခုက 1H draw round လှည့်လို့ရပါတယ်အဲ့ဒီအတွက်ကျွန်တော်ဘက်ကနေပြီးတော့အဲ့ဒီ save link လေးကို blue ချူရလဲဆိုတာလေးကိုတစ်ခါလေးပြပြပေးပါမယ်ဒီမှာဆိုရင် horde က new rival draw ထဲမှာဆိုကျွန်တော်ခုလိုမြင်နေရ ရတိုင်းပဲ stability တစ်ပင်းပါဝင်နေပါတယ်အဲ့ဒါလိုမျိုး new rival ကိုကုလူအနေနဲ့က drop ဆိုရင်လည်းတစ်ကက်လေးလိုအပ်ပါတယ်ဒါမှမဟုတ်လို့ရှင်လည်း crystal လေးနဲ့ draw လည်းရပါတယ်အကြောက်လို့ရှင်တော့သူပေးထားတဲ့အတိုင်းပဲဘယ်နဲ့ချိန်ဘယ်နဲ့အီအတွက် draw ပြီးလို့ရှင်တော့ကုလူအမြင်ရတိုင်းပဲ magic potion လေးကိုရမှာဖြစ်ပါတယ်အဲအဲ့လိုရသွားတဲ့အချိန်ကြောက်လို့ရှင်ကုလူအနေနဲ့က hori က magic wheel ကိုသွားပြီးတော့လှည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြတဲ့ချက်လေးနဲ့ကုလူအနေနဲ့က diamond တီးတန့်ဖောက်ထားတဲ့စာလို့ရှင်တော့ပို့ပြီးတော့တက်တာမယ်လို့မျှော်လင့်ပါတယ်ကဲဆိုတော့ဒီ video လေးမှာတော့ကျွန်တော်အနေနဲ့က legend skin တကောင်ကိုဘယ်လိုမျိုး ့ project ကဂုဏ်ဆင်းရမယ်ဆိုတာပြပြပြီးတော့ပြီးဖြစ်တဲ့ကြောင့်မို့ကိုလိုအနေနဲ့ရှိရဲ diamond နဲ့တွားဂုဏ်ဆင်းကြဖို့ပြောချင်ပါတယ်။နောက်ဆုံးပြောခဲ့ချင်တာကတော့ diamond ထည့်တဲ့အခါကြာလို့ချင်း diamond တိကျမထည့်ဘဲနဲ့ wheeling bet ထည့်ဖို့ကြောင်းနဲ့အကြံပြုချင်ပါတယ်။ကဲဆိုတော့ဒီကနေ့ video လေးကတော့ဒီလောက်ပါပဲ။ကျွန်တော်အနေနဲ့ကဂုဏ်ဆင်းပြီးပြပြပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုလိုအနေနဲ့နောက်ပြီးမှတွေ့ရမယ် guys အားလုံးပဲ bye ပါ။